အားလုံးပဲမင်္ဂလာပါရှင်ခိုင်ခေါ်စွာပါလေးဆိုရင် channel လေးရနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဟုတ်ဒီနေ့ပြပပေးမယ့် video လေးကကြတော့အမအပေါ်နော်ဒီခိုင်ခေါ်ခေတို့ကိုတင်တဲ့မှာဘလူပုံစနေနဲ့တင်ကြပေးလိုက်ဆိုတာကိုနမူနာတပုတ်လေးပြပြပေးမှာဖြစ်ပါတယ်ရှင်။ဟုတ်ဒီနေ့အမတို့ကဘာအကြောင်းကိုပြပြပေးမလဲဆိုလို့ရှိရင်ပေါ့နော်ခေတို့ခုကိုရော့မှုဆိုတဲ့အခန်းလေးကအပုတ်တွေပြပြပေးမှာပါ။အဲ့တော့ရေးပြီးတဲ့ခေတို့ခုကိုဖတ်ပြီးတော့အပိုင်းလေးတွေခွဲချမယ်ပြီးတော့ဗောနော်ဒီခီတို့ခုကိုသူရေးထားတဲ့ပုံစံလေးကိုလေ့လာကြမယ်ပြီးရင်မေးခွန်းလေးတွေကိုဖြေရမှာဖြစ်ပါတယ် အဲ့တော့ခိတုကူရောမှုဆိုတဲ့အခါမှာဒီလိုမျိုးနမူနာခိတုကူပေါင်းအပုတ်30ကျော်ပါတယ်ပေါ့နော်အဲ့ဒီတန်းနေပြီးတော့အမကဒီတပုတ်ကိုပြောပြပြီးမှာပဲဖြစ်ပါတယ်ခိုက်အဲ့တော့အမတို့ကခိတုကူအရင်ဆုံးကြည့်မယ်ဆိုလို့ရှိရင်အချိန်ရဲ့နေ့ရက်ရဲ့ရေခဲ့သူရဲ့အရင်ဆုံးအမပြောပြပြီးတယ်အဲ့တော့အချိန်ကကြတော့18နာရီ30ပေါ့အဲ့တော့ဂျပန်မှာကကြတော့အမတို့ကဒီ17နာရီပြီးသွားတဲ့အခါမှာနေ့လယ်17နာရီပြီးသွားတဲ့အခါမှာပေါ့နော်ဒီတနာရီ2နာရီဆိုပြန်သွားတာမဟုတ်ဘဲနဲ့73နာရီ14နာရီဆိုပြီးတော့ပြန်ပြီးတော့သွားတာပေါ့နော်ဒါကြောင့်မို့လို့73နာရီဆိုရင်နေ့လယ်1နာရီ 16နိーーれなုင်ဆိまるべわのုရင်နေイイ့လေ2နိုင်ဆိုတဲ့ပုံစံနဲ့ရေးရပါတယ်။ခီရခုရေးတဲ့အခါမှာလည်းအလိုပဲပေါ့နော်။အခု16နိုင်ခွဲဆိုတာက9နိုင်ခွဲပါ။အဲ့တော့9လပိုင်း10ရက်နေ့はいだそうしんねそうしてこの薬を飲んでからずっとお腹を暮らしてしょうがないと言って食産薬に強い拒否が見られるため医務に報告夕食時のみ中止との指示あり服薬を中止する。 ဟဲ့ဒါဆိုလို့ရှိရင် you shock ခုမရဲ့ဆိုတော့ညစာမစားခင်ပါတဲ့ခုနကုစရီယောနုံးတဲ့ခါရဒီဆေးကိုတောက်လိုက်လို့ရှိရင်တဲ့ဇစ်တောအနာကောဂူရာရှိတဲ့အနာကောဂူရာဆူလို့ဆိုတာကြောင့် one shot တာဆိုတာပေါ့နော်အဲ့တော့ဒီဆေးကိုတောက်တောက်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်တောက်လိုက်လို့ရှိရင်တဲ့ဒါဟုတ် shot one ကရှော့ပြီးတော့ရှော့ကနိုင်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် one shot ပြီးတော့ဝမ်းရှော့တယ်ဆိုတဲ့ပုံစံပြောပါတော့တော့ရှော့ဝမ်းကရှော့နေတယ်ဆိုပြီးတော့ပြောလာပါလေတဲ့အဲ့လိုပြောပြီးတော့တဲ့ရှော့ကုဆန်းရကုဆိုတာက ဒီညစာမစားခင်မှာတောက်ရည်စီပေါ့နော်ပြောမယ်ဆိုလို့ရှိရင် shock ခူစန်းဆိုတော့ shock ခူကြီးမစားခင်မှာတောက်ရည်စီဒါကညစာပြောနေတဲ့အချင်းဖြစ်တဲ့အတွက်ကြောင့်မလို့ညစာမစားခင်တောက်ရည်စီမှာတဲ့စူယောဤချောဟိစူယောဤဆိုတာအားကောင်းတယ်ပြောမယ်ဆိုလို့ရှိရင်ချောဟိဆိုတာကကြတော့ညင်းတယ်ဆိုတဲ့စကားလုံးပေါ့နော်အဲ့တော့ချောဟိဆိုတဲ့ကုတုပါလေးလည်းအမားတို့လေ့လာခဲ့ကြပါတယ်နော်အဲ့တော့စူယောဤချောဟိဆိုတာကကြတော့ဒီရမ်းကိုညင်းနေရပေါ့နော်ပြောမယ်ဆိုလို့ရှိရင်မတောက်ချင်ဘူးမတောက်ချင်ဘူးဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးညင်းနေတဲ့ဟာကတဲ့မိတာတဲ့ဒုတမေ ြင်ခဲ့ရတဲ့အတွက်ကြောင့်မိရာလေးတို့ဆိုတာကြတော့အမတို့ကမိတို့ဆိုတဲ့စကားလုံးကိုမိတို့လို့ရေးလို့မရဘဲနဲ့စုံခိတ်ကိုပြောင်းမျိုးရေးရပါတယ်။ဒါကြောင့်မို့လို့မိရာလေးတို့ဖြစ်သွားတာပါနော်။မြင်ခဲ့ရတဲ့အတွက်ကြောင့်မို့လို့အီမူနီဟိုကိုကုအီမူဆိုတာကကြတော့အခုလက်ရှိဆေးဘက်နဲ့ပတ်သက်ပြီးတော့တာဝန်ကျနေတဲ့သူဘယ်သူတွေပါမလဲဆိုရင်ဆရာဝန်ပါမယ်၊နတ်ဆမပါမယ်ပေါ့နော်။အခုလက်ရှိမှာတာဝန်ကျနေတဲ့သူကိုဟိုကိုကူလုပ်ခဲ့ပါရေးတဲ့ဟိုကိုကူလုပ်တယ်ဆိုတာကြတော့သူဒီလိုမျိုးစေးမတောက်ချင်ဘူးဆိုပြီးတော့ခယိုဟီဖြစ်ပါတယ်ဆိုတာကိုသူအကြောင်းကြတာပါ တော့ယူရှော့ခူជីနော်မီယူရှော့ခူជីဆိုတာညစာစားတဲ့တစ်ချိန်နော်မီဆိုတာကဓာခဲနဲ့အတူတူပဲအမတို့ကခီရိုခူရေးတဲ့ကမှာဓာခဲကိုမသုံးမင်းနဲ့နော်မီကိုသုံးတယ်ယူခယူရှော့ခူជីနော်မီညစာစားတဲ့တစ်ချိန်ပဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ချူရှိတုံတော့ရှိကြရသည် ရက်မယ်ဆိုပြီးတော့ညွှန်ကြားချက်ရခဲ့ပါရဲ့တဲ့ဖူကူယာကူကိုချူရှိဆူတို့ဒါကြောင့်မလို့ဈေးတိုက်တဲ့ဟာကိုရက်ခဲ့ပါရဲ့တဲ့ဟဲ့ဒါဆိုလို့ရှိရင်ဒီစာကြောင်းကိုဖတ်ပြီးတဲ့အခါမှာဆိုရင်ညစာမစားခင်မှာတောက်ရတဲ့ဈေးဒီဈေးကိုသူ့ကိုတိုက်တဲ့အခါမှာသူကဒီဈေးတောက်ပြီးခဲ့တဲ့က1ကသွားနေဖြစ်တဲ့အတွက်ကြောင့်မလို့မတောက်ချင်ဘူးဆိုပြီးတော့သူကညင်းနေပါတော့ညင်းတယ်မသာဆွေရိုက်ခေါ်ဟိဖြစ်တယ်ဒါကြောင့်မလို့ဆွေရိုက်ခေါ်ဟိဖြစ်တဲ့အခါမှာကိုကပေါ့နော်သူ့ကိုခွဲခါခဲ့လောက်ခဲ့ပြီးမယ်လေသူကမတောက်ချင်မတောက်ချင်ဆိုပုံစံမျိုးဖြစ်တာပေါ့နော်ပထမဆုံးတော့ကိုကသူ့ကိုတက်နိုင်တယ်လို့ ာဒီဆေးကိုတောက်ကမယ်ဒီဆေးကဘယ်လိုဆေးပါညာပေါ့နော်ခွဲခါခေလောက်ကတယ်ဒါပေမဲ့လေသူကဆေးရိုက်ခွဲခီလို့ပြောထားဖြစ်တဲ့တကြမလို့နောက်ဆုံးမှသူကမတောက်ချင်လို့ရှိရင်အမတို့ကအတင်းတိုက်တာမျိုးလုံးလို့မရဘူးပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဆက်မတွေဆရာဝန်တွေအကြောင်းကြားတယ်။သူကတော့မတောက်ချင်လို့ပြောတယ်။ဒါတော့တောက်လိုက်လို့ရှိရင်ဝမ်းသွားတယ်လို့ပြောတယ်။အဲ့ခါမှာဒီအီမိုကနေပြီးတော့ဒါဆိုလို့ရှိရင်လည်းသူမတောက်ချင်ဘူးဆိုလို့ရှိရင်ဒီညတစ်ချိန်ကိုတော့ဒီဆေးကိုငါတို့ရက်လိုက်ကြမယ်ဆိုပြီးတော့ညွှန်ကြားချက်ရရှိခဲ့တယ်။ဒါကြောင့်မလို့ရက်လိုက်ပါရဲ့တဲ့။ဟုတ် ဒါဆိုလို့ရှိရင်တော့အမတို့ကမေးခွန်းလေးတွေကိုရင်းလို့ဖြည့်ကြည့်မယ်။နံပါတ်၁ကကြတော့ဒီယောရှာဆန်ဝဒိုနာယောဆုဒေရှတာကအဲ့တော့ဒီယောရှာဆာမကတဲ့ဘလို့အခြေအနေဖြစ်ခဲ့တာလေပေါ့နော်။အဲ့တော့ရှောက်ကူဇန်နိနွန်ဒေယူရခုဆူရီယိုနောမူတိုဒီရှောက်ကူဇန်မှာပေါ့နော်ဒီတောက်ကတဲ့ခုဆူရီယိုတောက်လိုက်လို့ရှိရင်ဂဲရီယိုရှတဲ့ရှိမအောင်တော့တဲ့ဒီနေရာမှာကြတော့အိုနာကောက်ဂူရရှတဲ့လို့မပြောတော့ဘဲနဲ့ဂဲရီဆိုပြီးတော့အမတို့ဖြည့်ကြမယ်။အဲ့တော့ဂဲရီဆိုရလည်းဝမ်းသွားတာပေါ့နော်။ဒါကြောင့်မို့လို့ဂဲရီယိုရှတဲ့ရှိမအောင်တော့တဲ့နော်မီတာကူနိုင်တို့အီမတ်စတာဆိုတဲ့အဖြေလေးနဲ့ဖြည့်ပြီးမယ်။ အဲ့တော့သူကဒီဆေးကိုတောက်လိုက်လို့ရှိရင်ဝမ်းသွားဝမ်းအသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့မတောက်ချိန်မှုဆိုပြီးတော့ပြောခဲ့ပါတယ်ဒါကရီယောရှာဆန်မရဲ့ရောစုနံပါတ်2ကကြတော့ရှောက်ကွင်းဝဒိုနိုယောနာတိုင်းဟိုကိုရှီမတ်စတာကရှောက်ကွင်းကဘလိုတိုင်းဟိုကိုလုတ်ခဲ့ပါသလဲတဲ့အဲ့တော့ရီယောရှာဆန်တော့ရောစုကိုအီမူနီစတာရဲ့မတ်စတာဒီရီယောရှာဆန်ရဲ့အခြေအနေကိုဒီအီမူပေါ့နော်ဒီတောင်ဝင်ကြနေတဲ့ဆေးဘဲနဲ့ဆိုင်တဲ့သူတွေကိုစတာရဲ့လုတ်ခဲ့တယ်ဆိုတာကတဆင့်ပြောခဲ့ပါရဲ့တဲ့ဟဲ့နံပါတ်3မိကုန်းလေးကကြတော့ အီမှုကာရာဝဒိုနာယောဒိုနိုယောနရှိချီကအဒီမတ်စတာကဒီအီမှုစီကနေပြောနော်ဘလို့ညွှန်ကြားချက်ရရှိခဲ့ပါတလေတဲ့ဒါဆိုရင်ယုရှောခုနာတိုခိအယုရှောခုနာတိုခိတကေကုစရီယောနောမှုနောယာမေရူယောနီအီဝါရေမတ်စတာဒီညသာစားတဲ့တစ်ချိန်မဲ့စေးတောက်တာကိုရက်ကြရအောင်ဆိုပြီးတော့ရက်ဖို့ပေါ့နော်ဒီညွှန်ကြားချက်ရရှိခဲ့ပါတယ်ဆိုတဲ့ပုံစံနဲ့ဖြေပြရပါမယ်အဲ့တော့အဖြေတွေကကြတော့ဂျပန်လိုပဲဖြစ်ဖြစ်ပို့တာကိုပေါ့နော်ဒီမြန်မာလိုနားလေပြီးတော့မြန်မာလိုပဲဖြစ်ဖြစ်တိုက်တယ်လို့ဖြေလို့ရပါတယ် ိုတိုဘာကိုတိုဘာပိုင်းကိုလေ့လာကြမယ်ပေါ့အဲ့တော့အိုနာကောခူဒါစုအမကုနာပြောခဲ့တယ်ပေါ့နော်အိုအိုနာကောခူဒါစုဆိုတာကကြတော့ဂေဒီနဲ့အတူတူပဲဝမ်းသွားတာကိုပြောတာရှော့ခူဆန်ယာကုဆိုတာကကြတော့ရှော့ခူချင်းတော့မရဲ့နိနိုမခုဆိုတဲ့အဲ့တော့ရှော့ခူကရှော့ခူဇန်းဆိုတဲ့ဒီဇန်းဆိုတဲ့ခန်းကြကြအမတို့ကမရဲ့ဆိုတဲ့ခန်းကြီးပေါ့နော်ဒါကြောင့်မို့လို့ရှော့ခူချီထမင်းနေပါလေဒီမတုံးဆောင်ခင်မှာတောက်ကြတဲ့စေဒါကိုရှော့ခူဆန်ယာကုလို့ခေါ်တယ်အဲ့တော့စားပြီးတောက်တဲ့စေကိုကြတော့ရှော့ခူဂော့ဆိုတဲ့အတူခန်းကြီးနဲ့ရေးပါတယ်ရှော့ခူဂော့ယာကု ဟိုက်ခခုနင်းဆိုတာကတော့အမတို့ grammar ပိုင်းကိုလေ့လာတာဖြစ်ပါတယ်။နာနီနာနီမရဲဆိုတာနာနီနာနီမတိုင်ခင်။နာနီနာနီတမယ်ဆိုတာကတမယ်ဆိုတာကကြတော့ရန်ဖို့အတွက်ကြောင့်ဆိုပြီးတော့တင့်တော်တို့လိုဘာသာပြန်ရမှာဖြစ်ပါတယ်။နာနီနာနီနော်မီနော်မီဆိုတာကတော့ဓာခဲနဲ့အတူတူပဲ။နာနီနာနီတုံတော့တုံနှုတ်ဆိုတာဆိုတဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်။ဆိုတဲ့ကိစ္စလို့ဘာလို့ဒီလိုပုံစံမျိုးနဲ့သုံးပါလဲ။ဟိုက်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့အမတို့ကဒီထဲမှာပါတဲ့ grammar pattern ကိုပြန်ပြီးကြည့်ကြမယ်။အဲ့တော့ short cookie မရဲဆိုတော့ short cookie မတိုင်ခင်။ ဲ့ဒါပြီးသွားလို့ရှိရင်ကြတော့အဲ့တို့ပြောစကားပေါ့နော်ဒီညမှာဆိုလို့ရှိရင်この薬を飲んでからずっとお腹をぐらしてしょうがないそうびろとうはပြောれပြောစကားပြောစကားကိုအမတို့က white queen နဲ့ထည့်ရမယ်ပေါ့နော်ဒီ၄ डॉ queen နဲ့ထည့်ရမယ်ထည့်တဲ့ခါမှာပထမဆုံးဆက်ဆက်ဖွင့်တဲ့ဒီခုံတို့ရဲ့ရှိက၄ डॉ queen ကအပေါ်ဘက်မှာရှိပြီးတော့စုံသွားတဲ့ဒီ short ကနိုင်ဆိုတဲ့နိုင်ရဲ့နောက်က၄ डॉ queen ကအောက်ဖက်ကလေးမှာခက်ကပါမယ် ဒါပြီးတော့လို့ရှိရင်ကြာတိုယူတဲယူတဲရဲ့နောက်မှာဇာစကားလုံးကိုဆက်မှာဆိုတော့ကော်မလေးခံနေပေါ့နော်အဲ့တော့ဂျပန်ဘက်မှာကကြတော့ဒီကော်မလေးကိုကြတော့အမတို့ကအတွင်းဘက်ကိုခံတာမဟုတ်ဘဲနဲ့အပြင်လေးဘက်ကိုကော်မလေးထုတ်ပြရပါတယ်ဟဲ့ရှော့ခူဆန်ယာခုဆိုတာကကြတော့ဒီရှော့ခူကြီးမတိုင်ခင်မှာတောက်တဲ့စီဒါဆိုယောယီချောဟီဆိုတဲ့စကားလုံးပေါ့နော်ဒီချောဟီဆိုတဲ့စကားလုံးကကြတော့ငင်းဆန်နေဆိုတဲ့စကားလုံးတိုးကြီးလည်းတွားဖို့သူ့ခွဲကကဲလုပ်တယ်ဒါပေမဲ့သူကချောဟီလုပ်တယ်ဆိုရင်ဒါတိုးကြီးလည်းမတွားဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကချောဟီဆိုတဲ့စကားလုံးမှာ ဲ့တော့ခိုတိုးဘတ်ဂျက်ထားရည်သူရေဆိုတော့ရမယ်လို့ထင်ပါတယ်အဲ့တော့မီရာတဲ့တို့တမင်အမမီရာတဲ့တို့နဲ့တမင်နဲ့ခွဲပြီးလေ့လာကြမယ်မီရာတဲ့တို့ဆိုတာကတော့မိတုဆိုတဲ့ခန်းကြီးကိုဖိုးဖွားရရဲ့ကိစ္စပြောတာဖြစ်တဲ့တကြောင်မလို့ဆွန်ခေကိုပြောင်းလိုက်တာမီရာတဲ့တို့တမင်ဆိုတာကတော့အတွက်ကြဖို့ရန်ပေါ့နော်တခုခုကိုဒီအတွက်ကြောင့်တရားကိုလုတ်ပါတယ်ဆိုတဲ့ grammar pattern အနေနဲ့သုံးပါတယ်ဒီမီရာတဲ့တို့တမင်ပေါ့နော်မြင်ခဲ့ရတာကြောင့်သူချောဟိရှိခဲ့တာကြောင့်ဆိုတဲ့ပုံစံမျိုး အဲ့ဒါအီးမှုဆိုတာကကြတော့အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်ဒါမှမဟုတ်လို့ရှိရင်လည်းနတ်ဆမာပေါ့နော်သူ့ကိုဟိုးကုတ်ကူဆိုတဲ့စကားလုံးကကြတော့ဒီလိုဒီလိုဖြစ်ပါတယ်ဆိုတာကိုသူ့ကိုသတင်းပို့တာပါဒါကိုဟိုးကုတ်ကူလုပ်တယ်လို့ပြောပါတယ်ဒါကြောင့်မလို့ယူရှော့ခုကြည့်နာနီနာနီကြည့်ဆိုတာကနာနီနာနီအချိန်အဲ့တော့ညစာစားတဲ့အချိန်နော်မီနော်မီဆိုတာဒါခဲနဲ့တူတူပဲဒါပေါ့နော်ဘဲဆိုတဲ့ပုံစံမျိုးအဲ့ဒါပြီးသွားလို့ရှိရင်ကျတော့ဒီမှာချူရှိတုံတော့တုံတော့ဆိုတဲ့စကားလုံးကကျတော့ဒေဒဲဆိုတဲ့ပုံစံမျိုးပေါ့နော်ရက်ကြမဲရက်မဲဆိုတဲ့ပုံစံမျိုး ဆိုတဲ့ရှိကြည့်ရှိကြည့်ဆိုတာညွှန်ကြားချက်ရှိကြည့်အာရီချောဟီအာရီဒါမျိုးတွေတတွဲလိုက်လေးမှတ်မယ်เนาะဆိုတော့ညွှန်ကြားချက်ရှိခဲ့ပါတယ်ဒါကြောင့်မလို့ဆေးကိုရက်ခဲ့ပါတယ်ဆိုတဲ့ပုံစံနဲ့လေ့လာမှာဖြစ်ပါတယ်ဟုတ်ဒါဆိုလို့ရှိရင်เนาะဒီမေးခွန်းလေးတွေကကြတော့မင်းနဆန်တို့ခုနပြောသလိုပဲပေါ့เนาะဂျပန်လိုဖြေလို့ရတယ်ဒါမို့ကိုဘတာကိုနားလေတို့ကိုနားရတယ်ဆိုရင်ပြီးရောပေါ့နော်ကိုဘတာကိုမြန်မာလိုပဲဖြေလို့လည်းရတယ်အဖိုးဘကဘယ်လိုချင်နေလဲဒါဆိုရင်အဖိုးဘဒီဆေးတောက်ပြီးခရေကဝမ်းတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့မတောက်ချင်ဘူးဒါအဖိုးဘချင်နေ ဒီလိုမျိုးလေးပဲနားလည်လို့ရပါတယ်အဲ့ဒါအောင်မကိုပသာကိုပေါ့နော်ဒီဂျပန်လိုစာကြောင်းလေးစီပြီးတော့ဖြည့်ချင်တဲ့ဆိုရင်လည်းဖြည့်လို့ရပါတယ်ဟုတ်ဒါကကြတော့ဒီနေ့အမကဒီလိုပုံစံမျိုးနဲ့ဒီကီရိုကိုတင်တဲ့တင်ပါတယ်ဆိုတော့ live ပြပြပေးတာပေါ့နော်အဲ့တော့မင်းနာဆန်တို့ကတက်ချင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အမကို messenger နေပြီးတော့စာလေးပို့ပေးပါနော်ဟုတ်မင်းနာဆန်မှာတန်နေ